ခုတော့ဒေသတွင်းသတင်းတပုတ်ကိုပြောပြပါမယ်။ထိုင်းကမ္ဘောဒီးယားနယ်စပ်အငင်းပွားမှုနဲ့ပတ်သက်လို့ကမ္ဘောဒီးယားနိုင်ငံကကမ္ဘာတရားရုံး ICJ ရဲ့အဆုံးဖြတ်ကိုခံယူဖို့တိုင်ကြားမယ်လို့ပြောလိုက်ပါတယ်။ထိုင်းနိုင်ငံကသဘောတူတာပဲဖြစ်ဖြစ်မတူရင်ပဲဖြစ်ဖြစ်ပေါ့လေဒီကမ္ဘောဒီးယားကတိုင်ကြားသွားမှာဖြစ်တယ်လို့ဝင်ကြီးချုပ်ဟွန်ဆန်ကလွတ်တော်နဲ့မီဒီယာတွေကိုပြောခဲ့တာဖြစ်ပါတယ်။နယ်စပ်အငင်းပွားမှုဖြစ်ခဲ့တဲ့နေရာတွေတဲကတနေရာမှာဒီမကြသေးခင်ကတော့ပြစ်ခတ်မှုဖြစ်ခဲ့ ်ပြီးကမ္ဘောဒီးယားဘက်ကစစ်သားတယောက်တေဆုံးခဲ့တာဖြစ်ပါတယ်။အဲဒီနောက်နှစ်နိုင်ငံစစ်ခေါင်းဆောင်တွေတွေ့ပြီးတော့ဒီတက်တွေနောက်ဆုတ်ပြီးတော့ဒီပြဿနာတွေကိုနယ်စပ်ပူးပေါင်းကော်မတီမှာဆက်ပြီးတော့ဆွေးနွေးဖို့သဘောတူခဲ့ကြပါတယ်။ ဒီအစည်းအဝေးမတိုင်ခင်မှာနှစ်ဖက်စလုံးကစစ်တပ်တွေကိုအရန်တင့်ပြင်ထားကြပါတယ်။ထိုင်းနိုင်ငံသားရေးဝန်ကြီးကငိမ့်ချမ်းစွာဖြည့်ရှင်ဖို့အလားလာရှိပါတယ်လို့ပြောနေချိန်မှာပဲဒီထိုင်းစစ်တပ်ကတော့ဖြစ်လာမဲ့ဘလို့အခြေအနေမျိုးကိုမစိုးဖြည့်ရှင်ဖို့အဆင်သင့်ဖြစ်နေပြီလို့ပြောထားပါတယ်။ 1962ခုနှစ်ကလည်းနယ်ဆက်အငင်းပွားမှုကိုကမ္ဘာတရားရုံးမှာကြားနာခဲ့ရမှာတော့ဒီနာမည်ကြီးရှေးဟောင်းဖျားတဆူကိုကမ္ဘောဒီးယားကပိုင်ဆိုင်တယ်လို့ဆုံးဖြတ်ခဲ့မှုပါတယ်